အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်နဲ့အတူတူဘန်ကောက်မှာရှိတဲ့နာမည်ကြီးနေရာတွေမဟုတ်ဘဲနဲ့ဘန်ကောက်ရဲ့ရက်ွက်တွေထဲမှာတကြံဘယ်လိုမျိုးချင်းပတယ်လဲပြီးတော့ပြောစရာကောင်းလားမကောင်းဘူးလားဆိုတာကျွန်တော်နဲ့အတူတူရက်ွက်တကြံတွေ့လဲကြပါမယ်ခင်ဗျာ အခုတော့စောလဲစောသေးတယ်ဆိုတော့တကြမလဲခင်မှာကျွန်တော်တို့ရဲ့တီဒီဆိုင်ကိုအရင်အလဲသွားလိုက်ပါအောင်မယ်ခင်ဗျာဒါကတော့နာမည်ကြီး central အရှိကတကြံမဲဖြစ်ပါတယ်ဒါစောသေးရပါတော့ဒါပေမဲ့လူတွေကတော့အများကြီးဖြစ်နေပါပြီ မြင်တဲ့အတိုင်းပဲပေါ့နော်ဒီကျွန်တော်တို့ရှောင်းလန်းပေါ်မှာကိုလူတွေအပြည့်ပဲအောက်မှာလည်းလူတွေအပြည့်ပဲနေရာယူထားကြပြီပေါ့နော်ကျွန်တော်တို့ဒီဒီဆိုင်လေးလည်းပြီးပြီဆိုတော့အခုကျွန်တော်တို့သွားမယ့်နေရာကိုဆက်ပြီးတော့ခီးဆက်ပါမယ်ခင်ဗျာ။ မှန်တကယ်ကျွန်တော်တို့တွားတာကရက်ွက်တဲ့ကြံဆိုပြီးတွားတာမဟုတ်ဘောเนาะဒီ Asia တက်မှာစီးတယ်ဆိုပြီးတော့ကျွန်တော်တို့သူများတွေရေးထားတွေ့လို့တွားကြည့်ရပါဘောเนาะ Asia တက်မှာတော့ဘာမှဘာမှမရှိပါဘူး ACC အပန်းဖြေဖို့နဲ့ကလေးတွေအတွက်စော့ဖို့ရယ်ချုပ်ပြေးရေးရယ်ပဲရှိပါတယ်ရေးတော့မပက်ချပါဘူးခင်ဗျာအဲ့တော့ကျွန်တော်လည်းမထူတာနဲ့ အိမ်သားလေးရဲ့ရက်ွက်တွေကိုကြည့်လိုက်တာနဲ့ရက်ွက်တွေအားလုံးကအခုလိုမျိုးပဲကားတွေနဲ့ရေတွေအများကြီးပြင့်နေကြတာပျော်စရာကြီးတွေ့လို့ကျွန်တော်တို့ကရက်ွက်ထဲတွေဝင်လေခဲ့ပါတယ်ခင်ဗျာ။ ူကကျွန်တော်မျက်နှာချေခြင်းလို့တဲ့တားနေတယ်အဲ့တော့ကျွန်တော်လည်းချက်ခံလိုက်ပါတယ်ခင်ဗျာပြောတော့ပြောစရာကြီးပေါ့နော် ျွန်တော်တို့လာလေတဲ့ Asia Day ရောက်ပြီပေါ့နော်ဒီကုလုံးလဲရွှဲဆိုပြီးတော့မျက်နှာရည်လဲအခြေခံထားရပါတယ်ခင်ဗျာဒီထက်မှရေတွေလောင်းမယ်ရေကစားဖို့ရမန်တက်ထားပေးမယ်လို့ထင်တာဘာမှမရှိပါဘူးခင်ဗျာ ျွန်တော်တို့လည်းအရှတစ်ကနေတပ်ပုံတွေပါတယ်ရိုက်ပြီးတွေပါတယ်ရိုက်ပြီးတော့မှပြန်ထွက်လာခဲ့ကြပါတယ်ခင်ဗျာအင်းအားလေးဟာနောက်ထပ်ရက်ခွက်တစ်ခုတည်းဝင်သွားလိုက်တာအိုးတလန်းလုံးရေကိုပိတ်နေကြတာပိတ်နေကြတာပျော်စရာကြီးပေါ့နော်အဲ့တော့ကျွန်တော်လည်းအင်းနာမရေဒီပါလေးနည်းနည်းဆော့ပြီးတော့မှကျွန်တော်တို့ပြန်လာခဲ့ကြပါရခင်ဗျာ အညာဘက်ကျွန်တော်တို့စင်ထောဘက်ကိုပြန်ရောက်လာတယ်ပေါ့နော်ကျွန်တော်တို့ကဒီဘက်ကနေဖြတ်ပြီးတော့အိမ်ပြန်ရတာဆိုတော့ညနေတဲ့အတိုင်းပဲပေါ့နော်လူတွေကတော့အထက်မှာကြိတ်ကြိတ်ကိုတိုးနေတာပဲကျွန်တော်တို့ကတော့ဒါ၁၄ရက်နေ့ကလဲခဲ့တာပေါ့နော်ကျွန်တော်တို့အဲ့တကြံကိုအဲ့နေ့နောက်ဆုံးပဲလဲလိုက်ပါတယ်ခင်ဗျာကြည့်ရှုအပိတ်ကြတဲ့တူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ